ဇူဟာရှိဂရီတနာရီထဲမှာထင်ရှားကြွရာဆုံးနဖျားဖြစ်ပြီးတော့နဖျားတို့ရဲ့ဘရင်တစ်ပါးလည်းဖြစ်ပါဇူဘရင်မဖြစ်လာခင်က primordial လို့ခေါ်တဲ့နဖျားတို့ရဲ့မူလပထမမျိုးစံနဲ့တိုက်တဲ့နဖျားမျိုးစံတို့ရှိခဲ့တယ်ဆက်ကြဝလာကြီးကဘာမှမရှိခဲ့ဖွားလို့ခေါ်တဲ့ဟင်းနေပြင်းကြီးဖြစ်တည်ရှိနေတာလည်း primary နဲ့ဖျားသုံးပါဖြစ်တယ်။ခါယာလို့ခေါ်တဲ့ကဘာမျိုးနဲ့ဖျားမို့ Tartarus လို့ခေါ်တဲ့အဆုံးမဲ့တွင်တဲ့ဖျားနဲ့ Eros လို့ခေါ်တဲ့အခြေဝင်မျိုးနဲ့ဖျားတို့ပေါ်ပေါက်လာခဲ့။ကဘာမျိုးနဲ့ဖျားမခါယာကနေဝင်ပါခဲ့တဲ့ Uranus လို့ခေါ်တဲ့ကောင်းကင်နဲ့ဖျားမိခင်ကဘာမျိုးနဲ့ဖျားခါယာနဲ့ပြန်လဲလက်ဆက်ခဲ့ပြီး ဒန္နာယီနဲ့ဘုရားနဲ့တတဝါယီဆက်ရှိရဲ့ဘုရားရဲ့ပြန်သူတို့ရတော့တိုက်တန်နဲ့ဘုရားဆက်နေအောင်နှလုံးတစ်လုံးနဲ့ပါတယ်စိုက်ကလော့တတဝါယီသုံးကောင်ဟက်ကတောင်းခရစ်လို့ခေါ်တယ်လက်တရားကြီးပါတယ်တတဝါယီသုံးကောင်လို့ပြောကြတယ်ယူရီနက်စာခាយာနဲ့ဝေပါလာတဲ့စိုက်ကလော့သုံးကောင်ဟက်ကတောင်းခရစ်သုံးကောင်ကိုမနစ်မြူရတဲ့ တွင်းနဲ့ကြီးရဲ့မှာအကျဉ်းချထားပါတယ်။ခាយကမကြည်နဲ့တာကြောင့်တားငယ်ဆုံးတိုက်တယ်နဲ့ဖေဟာခရိုနက်ကိုစီယုံပြီးဖခင်ဖြစ်သူယူရီနက်ကိုနန်းချပေးပါတယ်။ခាយဒုက္ခနာကိုအထောက်ယူထားတဲ့စွမ်းအားတွေနဲ့ပြုလုပ်ထားတဲ့ဒဇင်လက်နက်ကိုခရိုနက်ကိုပေးအပ်ခဲ့တယ်။ခရိုနက်ကအဲဒီဒဇင်နဲ့ယူရီနက်ရဲ့အင်္ဂါကိုစတင်ပိုင်းဖြတ်ခဲ့ပြီး ခန္ဓာကိုယ်စိတ်စိတ်ပိုင်းပိုင်းဖြတ်တာတွင်းနေကြည့်တဲ့တွေ့ရှာလိုက်ပြီးတော့ဆက်ချောလာရဲ့ဘီရင်ဖြစ်လာခဲ့ယူရီနက်စ်ကမတည်ဆုံးခင်ခရိုနက်စ်ကလည်းသူ့သားသမီးရဲ့တပ်ဖြတ်နယ်လူရှင်ခံရသည်မယ်လို့ချိန်လာတိုက်ခဲ့ခရိုနက်စ်ကဒီမားငယ်ဆုံးတိုက်တဲ့နဖရားမရီယာကိုသဘောချနှစ်သက်ပြီးမယ်ယူရီနက်စ်ရဲ့ချိန်လာကိုထိတ်လန့်နေတာကြောင့် အချိန်တော်ကြာလက်ထပ်ဖွဲ့မပန်းခဲ့ပါဘူး။နောက်ဆုံးတခြားတိုင်းတွေအတီးတီးအိမ်အောင်ကြပါပြီဒီမှာခရိုနက်ကဗီယာကိုချစ်ခွင့်ပေါ်လက်ထပ်ခဲ့။ခရိုနက်ကဗီယာနဲ့မူပါလာတဲ့တာသမီတွေဝန်ကျင်းလာပါတော့ဝမ်းနဲ့ဝမျိုးချပြီးပိတ်လောင်ထားခဲ့။ဗီယာဟာတားငယ်တော်စုကိုမူပါတဲ့အခါမှာတော့ကျိုးကျိုးမှပေါ်ထားပြီးတော့ဇူးအစား ဝေပတ်ထားတဲ့ကြောက်တုံးကိုခုံးရက်ဆိုမျိုးချနေခဲ့တယ်။ဇူဟာနေသမီး MLD ရာနဲ့နေသမီးကိုဘော်ရဲ့အဆောင်ရှောင်းနဲ့ဂျိုးမမကြီးပြင်းလာခဲ့တယ်။ဇူဟာအရွယ်ရောက်လာခဲ့ပြီးနေဗျာဆွမ်းနေလဲထမ်းမြက်လာတဲ့အခါဖာကင်ခရိုနက်ဆိုတိုက်ခိုက်ဖို့ပြင်ဆင်လာတော့တယ်။သူဟာခရိုနက်ရဲ့နန်းတော်မှာအစီကံဖြစ်ဟန်ဆောင်ပြီး တိုက်တန်တဲ့ဘုရားမမက်ဒစ်စီယာရတဲ့မော်ဆေးကြီးကိုခရုနက်တောင်းပဲဝိုင်းခွက်တဲ့တိတ်တဆိတ်ထဲလိုက်တဲ့အခါခရုနက်ဆိုအော်အန်စီပြီးတော့ဝမ်းမိုက်တဲ့ရောက်ရှိနေတဲ့သူ့ရဲ့ညီကိုမောင်နှမ9ယောက်ဟာပြန်လဲလွမြောက်လာကြတော့တယ်။ဇူဟာလွမြောက်လာတဲ့မောင်နှမတွေကိုဥဆောင်ပြီးခရုနက်ရဲ့တိုက်တန်တဲ့ဘုရားတွေနဲ့တိုက်ခိုက်ပါတော့တယ်။တိုက်တန်တွေကို Atlas ကဥဆောင်ပြီး ိုက်ခိုက်ရမှာဇူးတို့အေးနေတာပြုလာပါတယ်ဇူးဟာတွင်းနဲ့ကြီးတဲ့အချင်းချခံရရတဲ့ cyclop သုံးကောင်နဲ့ hacker down chris သုံးကောင်တို့ကိုလွတ်ပေးပြီးတော့အတူတိုက်ခိုက်ကြရမှာနောက်ဆုံးတိုက်တန်တွေဆစ်ရှုံးသွားခဲ့တယ်ဇူးဟာ uranus ကို chronus အပိုင်ပိုင်းဖြတ်ခဲ့တဲ့တစ်စင်နဲ့ပဲ fucking chronus ကိုအပိုင်ပိုင်းဖြတ်ပြီးတော့တွင်းနဲ့ကြီးရဲ့ပြစ်ချခဲ့ တိုင်တန်စစ်တပ်ကောင်းဆောင်အက်တလက်စ်ကိုတော့ကောင်းငင်ကြီးကိုအဆုံးမရှိတန်ဖိုးထားစေရန်အပြစ်ပေးခဲ့ပြီးတော့အိုလံပစ်တောင်ထိပ်မှာနန်းတော်ကိုတည်ဆောက်ပြီးနတ်ဘုရားတို့ရဲ့ဘုရင်ဖြစ်လာခဲ့တယ်။အိုလံပစ်တောင်ထိပ်မှာနေထိုင်နေတဲ့အတွက်သူတို့အိုလံပီးယံနတ်ဘုရားတွေလို့ခေါ်ဆိုကြပါတယ်။ဇူးကကောင်းကင်ကိုစုံမိုးပြီးအကူဖြစ်သူပိုဆိုင်ဒန်ကပင်လယ်သမုဒ္ဒရာကိုအပိုင်စားယူတာ ဟေဒီစ်ကမြေအောက်ကဘာကိုခွဲဝေအောင်ချုပ်ကြတယ်။သူ့နန်ဒာပြီးပထမဆုံးတိုက်တဲ့နတ်သမီးမက်ဒစ်စ်နဲ့လက်ထပ်ခဲ့တယ်။မက်ဒစ်ကသူ့ရဲ့အကြံပေးလည်းဖြစ်ခဲ့တယ်။နောက်ခါမှာမက်ဒစ်ကနေသူ့ထက်ဆွမ်းအားကြီးတဲ့ဒါလီမူဖွားလိမ့်မယ်ဆိုရင်တမိတ်စကားကသူ့ဟာမက်ဒစ်ကိုရင်ကောင်းရလေးတဲ့ဖန်ဆင်းပြီးလှူရှာခဲ့ပြန်ပါတယ်။မက်ဒစ်မှာအဲဒီချိန်မှာ သမီးတော်အီဒီနာကိုပုံဝင်လွယ်ထားတဲ့အချိန်ဖြစ်ပြီးသူ့ရဲ့ဝမ်းထဲမှာအီဒီနာကိုဝေပါခဲ့သူဟာဒုတိယမိဖုရားဖြစ်တိုက်တန်နဲ့သမီးဒီမစ်နဲ့လက်ထပ်ခဲ့ပါတယ်ဒီမစ်နဲ့ဝေပါခဲ့ကလေးတွေနဲ့မော်ရိုင်းဟာအရွယ်ရောက်ပြီးသားနဲ့ဖျားလာပြီးဝေပါခဲ့ပြီးအခြားနဲ့ဖျားပြီးခဲ့တာလုံးနဲ့အစွမ်းနေလဲပိုင်ဆိုင်နေသူဟာ သူထက်စွမ်းထက်တဲ့သားသမီးတွေဝေးဝါးလာမှစိုးရိမ်ပြီးဒီမစ်နစ်ကွာရှင်ကအကြံပေးဖြစ်ပေခန့်အပ်ထားရဲ့အဲဒီနောက်တော့ဇူဟာသူ့ရဲ့အမအကြီးဆုံး SDR ကိုလက်ထပ်ဖို့ကြိုးစားခဲ့ပြန်တယ် SDR ဟာဇူရဲ့အရင်ကဘရားယူကြည့်ပြီးတော့လက်ထပ်ဖို့စိတ်မပါဘူးအပြူစင်နဲ့ဘရားပြင်းနဲ့ပြင်နေလို့ဒါလုံလာပါတယ်ဒါပေမဲ့ ။ဇူးရဲ့အချင်းချင်းတောင်းဆိုကြကြ။မတ်ဖို့မတ်တီးရ။ဇူးရဲ့မိဖုရားဖြစ်လာခဲ့ပြန်တယ်။ဇူးဟာနောက်ထပ်အမတစ်ယောက်ဖြစ်သူဓမီတာနဲ့လည်းရှုပ်ပွေခဲ့ပါသေးတယ်။သူဟာဝေကြီးတွေဖန်ဆင်းပြီးဓမီတာနဲ့ချစ်ရည်ဦးကဓမီတော်ပါဆဖနီကိုမွေးဖွားခဲ့ပြန်တယ်။ဇူးဟာနောက်ထပ်အမတစ်ယောက်ဖြစ်တဲ့ဟေရာကိုလည်းအလုံးမပေးပါဘူး။ အဲရာဟာအလားဆုံးနဲ့ဖရာမတယောက်လည်းဖြစ်တယ်။သူလည်းဇုကိုလက်ထပ်ဖို့ညှင်းဆို့ပြန်ပါတယ်။ဇုဟာအဲရာရဲ့အချစ်ကိုရဖို့အမျိုးမျိုးကြိုးစားခဲ့တယ်။အဲရာဟာဂျင်နာတက်တဲ့နဲ့ဖရာဖြစ်တာကိုဇုကကမောင်းတုံးချခဲ့ပါတယ်။ဇုဟာသူ့ရဲ့မိုးကြိုးလက်နဲ့မိုးကြိုးမုန်တိုင်းလက်စည်းတွေကိုဖြစ်ပေါ်စေပြီးအဲရာရဲ့နန်းဆောင်လေးက မိုးဆောင်ငှက်လေးအတွင်းနဲ့လာရောက်နားခိုပါတယ်။ဟေရာကငှက်ကလေးတရားရလာတဲ့ခြင်းပြီးဒီဝါကုသပေးတာညီမနဲ့ပုဖက်တာပဲ။သူကဟေရာရဲ့ရင်ခွင်ထဲမှာအတွင်းပြန်ပြောင်းပြီးချစ်ခွင့်ပံပါတော့တယ်။နောက်ဆုံးတော့ဟေရာလည်းသူ့ရဲ့မာယာကြောင့်ကြာရှုံးခဲ့ပြီးလက်ထပ်လိုက်ကြပါတော့တယ်။ဟေရာကသူ့ဘောတစ္ဆာရှိပါမယ်ဆိုတဲ့ဂရုကို ဇူးထံမှာတောင်းဆိုခဲ့ပြီးသူတို့ရဲ့မင်္ဂလာပွဲဟာအကြီးကျယ်ခမ်းနားဆုံးဖြစ်ခဲ့ပါတယ်။ဆိုင်ကလော့ပ်တွေကိုလှုပ်ပေးခဲ့တဲ့အတွက်သူတို့ကဇူးကိုမိုးကြိုးသွားလက်နက်ကိုဆက်သားခဲ့ပါတယ်။မိုးကြိုးသွားလက်နက်ဟာဇူးရဲ့အမှတ်အသားဖြစ်လာပါတယ်။ဇူးဟာနဗျားတို့ရဲ့ဘရင်ဖြစ်တဲ့အတွက်မော်တော်ဝဲကိုလည်းကင်ဆောင်လေးရှိပြီးလေယုံငှက်တကောင်လည်းသူ့နာမှာရှိနေတတ်ပါတယ်။ဇူးဟာ တောင်တွေကိုမှပြီးကင်ပေါင်းနိုင်တော့တန်ဆွမ်းပါတယ်။အသွေးမျိုးမျိုးလည်းဖန်ဆင်းနိုင်ပါတယ်။ကောင်းကင်နဲ့လေရူးရဲ့အရှင်သခင်ဖြစ်တဲ့အတွက်ရာသီဥတုမျိုးမျိုးနဲ့မိုးရိုးမုန်တိုင်းလက်စည်းတွေကိုလိုသလိုဖန်ဆင်းနိုင်တယ်။ဒေမျိုးဖြစ်တဲ့လူသားတွေကိုသာဝရအသက်ပေးအပ်နိုင်ပြီးတော့မဒေမျိုးဖြစ်တဲ့နတ်ဖျားတွေကိုလည်းသာဝရအသက်ရှင်နိုင်တဲ့အစွာကိုရုပ်သိမ်းပြနိုင်ပါတယ်။ဒါကြောင့်ဇူဟာအိုလံပက်တောင်မှာ ဥပဒေများသတ်မှတ်ပြီးနေဖျားမရဲ့ဘရင်ဖြစ်ဟုတ်ချုပ်လျက်ရှိပါတော့တယ်